ကဲကဲအားလုံးပဲထုံးစံတိုင်းမင်္ဂလာပါခင်ဗျာဇီးဒီဗော်ယူ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရီဒီကနေ့မှလည်းပဲစိတ်ဒစလူသက်ကားတွေကိုမှကြိုက်နေတတ်ကြတဲ့ပရိသတ်တွေတို့ကမှ series light ထွက်ထားတဲ့ဇာကားကောင်းလေးတစ်ခုနဲ့ထပ်မံပြီးတော့မိတ်ဆက်ပြီးလိုက်ချင်ပါရီဇာကားရဲ့နာမည်ကတော့ round ten ပါအပိုင်းနဲ့ dead end ဖြစ်ပြီးတော့ဒီကားနေပြီးတော့ series တွေခွဲထွက်ပြီးတော့နောက်ထပ်ဇာကားအစ်တတွေကိုလည်းထွက်ရှိထားပါသေးတယ်အဲဒီဇာကားကိုတော့2009ခုနှစ်မှာရိုက်ကူးထုတ်လုပ်ခဲ့တာပါဒီဇာကားမှာပါဝင်တဲ့ဇက်ဝင်ကတချို့ကသွေးတန်ရေရပြောက်ွက်တွေ ရဲအဆက်ဆက်တက်ဖြတ်ကြတဲ့ပြောက်ကွက်တွေပါဝင်လာမလို့နှလုံးမကောင်းတဲ့သူတွေကြီးပုံမသိတော့ပါဘူး။နောက်ပြီးတော့တချို့ဇက်ဝင်ကန်းတွေကဆိုလို့ရှိရင်တော့မောင်နဲ့နှမသားနဲ့အမိအရွယ်မရောက်သေးတဲ့သူတွေကြီးပုံမသိတော့ဘူးဆိုတာကိုတော့ကျွန်တော်တွေနဲ့ကြိုတင်ပြီးတော့ဒီညကနေတည်ပေးလိုက်ချင်ပါသေးတယ်။အဲဒီတော့ကျွန်တော်တို့ထုံးစံနဲ့ recap လေးကိုစတင်လိုက်ကြပါမယ်။ကျွန်တော်ကတော့အစင်းသားမပြတ်ဘဲနဲ့ recap ကိုတင်ဆက်ပေးနေတဲ့ series for you ကရှိန်းသူပဲဖြစ်ပါရယ်ခင်ဗျာ။ ဇလန်ရဲ့စာမှာတော့ကေမာလီဆိုတဲ့အမျိုးသမီးငယ်တယောက်နဲ့စတင်ထားပါရီသူမကအနောက်ဗာဂျီးရီးယားကတောအုပ်ထဲမှာဘလူရှင်တန်အောင်ရုံးကန်ခဲ့ရတဲ့ဗီဒီယိုအစီအစဉ်မှာပါဝင်သူတယောက်ဖြစ်ပြီးတော့အခုလည်းကားမောင်းနေတဲ့မန်နေဂျာနဲ့စကားပြောနေတာပါအဲဒီမှာမန်နေဂျာက "तू မကိုဘယ်သွားမလဲ?"ဆိုတာကိုလမ်းညွှန်ပေးပြီးတော့ပထမဦးဆုံးအနေနဲ့ဆက်ကူဆက်ရုံအဟောင်းစီကိုသွားမှာဖြစ်ပါရီကေမာလီယားကားကိုလမ်းခွဲတစ်ခုစီကိုချိုးကွေ့လိုက်ပြီးတဲ့နောက်အဲမကြာခင်မှာပဲဖုန်းလိုင်းကပြတ်တောက်သွားပါပြီ။ "तू ကတေချာစစ်ကြည့်တဲ့ခါမှာတော့စင်ကနေမမိတော့တာပါ" ဖုန်းကသူကအဲ့ဒါလေကြည့်နေတော့မှပဲမထင်မှတ်ဖ ೇನೆ လူတယောက်ကိုကားနဲ့တိုက်မိခဲ့ပါရီကင်မာလေးကချက်ချင်းပဲအဲ့လေကြတဲ့သူစီကိုကားဝါဆေးပြီးတော့ပြေးသွားရီအဲ့လိုဆက်ဆေးကြည့်လိုက်တဲ့အခါမှာတော့အသက်ရှိနေစေဖြစ်ပြီးတော့အသက်ရှူပါလေခက်ခဲနေရန်တွေ့ပါရီဒီမှာကအဲ့လိုတက်နိုင်တဲ့လောက်ကူညီပေးပြီးတော့ဗဇက်ချင်းမှာကစ်တေးပြီးတော့လေးမုတ်သွင်းမယ်အလုံးမှာလဲကြောင်နေသူကချက်ချင်းပဲသူမရဲ့အောင်နှခန်းကိုပြက်ထွက်တဲ့အထိကိုကိုက်ဖြတ်ပြီးတော့ဝါးစားပြစ်လိုက်ပါရီကင်မာလေးကမထင်မှတ်ဘဲနဲ့အသက်ကိုရံပြူးမဲ့သူတွေနဲ့တွေ့လို့ကြောက်လန့်တကြအောင်ဟစ်လိုက်ပြီးတော့နေရာကနေထွက်ပြေးဖို့ကြိုးစားပါရီ ဒါမဲ့လည်းနောက်ကျသွားပါပြီ။သူမကိုနောက်ထပ်ဗီဇပြောင်းလူသားရုပ်စင်းအင်္ဂါပြည့်ရွေးနေသူကချက်ချင်းဖမ်းမိသွားပြီးတော့ဒေလူသက်သမားကတော့လက်သုံးချောင်းနဲ့သာရှိလို့လက်သုံးချောင်းလူသက်သမားလို့အမည်တွင်နေသူပါ။သူကသွေးအေးနဲ့ကင်မာလီကိုပစိမ့်နဲ့ပေါက်ချလိုက်ရာနှစ်ချမ်းကွဲကြပြီးတော့ကင်မာလီတယောက်ပွဲချင်းပြီးတေဆုံးသွားပါလိမ့်။လူသက်သမားတယောက်စလုံးကကင်မာလီရဲ့အလောင်းကိုတယောက်တစ်ချမ်းစီခွဲယူပြီးတော့ထွက်သွားကြပါလိမ့်။နောက်တဲ့မြင်ကွင်းတစ်ခုကတော့ဒေးမာဖီဆိုတဲ့ပုံကိုတူပါ သူကဘေးစင်ယူထားတဲ့ဗိုလ်မှူးကြီးတယောက်ဖြစ်ပြီးတော့သူကအနောက်ဗာဂျီးနီးယားတောရဲမှာရဲကူးနေတဲ့ reality show မှာတင်ဆက်သူတယောက်ဖြစ်ပါရီ show ရဲ့နာမည်ကတော့ကဘာပြက်ချင်းဖြစ်ပြီးတော့ဒီထဲမှာတဘာဝတယောက်ဆောင်6ဦးထိပါဝင်ပါရီအဲအရှိကသေးွားရဲ့ကေမာလီကတော့အဲ့ထက်ကတယောက်ပါဝင်ဖြစ်ပါရီကေမာလီကစုံမယ်ဆိုပြီးတော့ပြောထားတဲ့နေရာကိုရောက်မလာကြပါဘူးသူမတို့ရုပ်ပြက်စင်မြတ်ဖြစ်နေတဲ့လူသားသမားတွေကလိုက်လံတက်ဖြတ်နေကြပါမီကူကတော့ဒီ show ရဲ့ထုတ်လုပ်သူဖြစ်ပြီးတော့ဒရိုက်တာကလည်းသူပါပဲသူတို့စတင်ရိုက်ကူးဖို့အချိန်ကျနေပေမဲ့ရောက်မလာတဲ့အတွက် မိကောကသူမမပါဘဲနဲ့ရဲကွင်းကိုစားဖို့တပြင်ဆင်လိုက်ပါရီအဲပြီးတော့ကေမာလီရဲ့နေရာမှာအစားထိုးဝင်ပြီးတော့တင်းဥဆောင်ဖို့မာရာကိုကမ်းလှမ်းလိုက်ပြီးတော့မာရာကလည်းသဘောတူခဲ့ပါရီဇတင်ဘွဲကတစ်တော်အနှံ့မှာကင်မရာတက်ဆင်လိုက်ပြီးတော့ဒီနေ့အဖြစ်ပါဝင်တင်းဥဆောင်သူတွေတအူးချင်းစီကိုမှတ်တမ်းတင်ထားနိုင်မှာပါအဲ့အပြင်ကမှပါဝင်တင်းဥဆောင်သူတွေအားလုံးကိုလည်းသူတို့ဘာလုပ်တယ်ဆိုတာကိုသိဖို့အတွက်ကင်မရာတက်ဆင်ပြလိုက်ပါရီအဲအမဒီကကနအုံးစုံနေနဲ့တော်ရဲတောင်ထဲမှာဘယ်လိုမျိုးအစာရှားမလဲဆိုရဲခေါင်းစဉ်ကိုပြလိုက်ပါရီအဲသူကပါဝင်သူတွေကိုအသေးနဲ့ခွဲပေးလိုက်ပြီးတော့စီးမြင့်တွေကိုလည်းရှင်းပြခဲ့တယ် အဲ့တော့သူတို့က reality show ကိုစတင်ခဲ့ကြပါတယ်။နေုံမှတ်တမ်းတင်ထားတဲ့ကင်မရာမှာသူ့ကိုလက်သုံးချောင်းကလဲပင်းလေးတက်လိုက်တာကိုမိမိရမှတ်တမ်းတင်ထားပါတယ်။အဲ့တော့မဟုတ်ဒေးကတက်တော်ထဲမှာရှိနေပြီးတော့ show ဝဲအတွက်အသင့်ဖြစ်နေပါပြီ။သူပြန်လာတဲ့ခါမှာတော့သူ့ရဲ့ကားတာတွေကမြားနဲ့အပြစ်ခံထားတာကိုတွေ့လိုက်ရပါတယ်။ရုပ်ရက်ပဲတယောက်ကသူ့ကိုမြားနဲ့လှမ်းပစ်ပါတယ်။သူကလည်းနေရာထွက်ပြေးပြီးတော့တစ်ပင်နောက်မှာကွယ်နေလိုက်ပါတယ်။ဒါမှမဟုတ်ရှေ့တက်တက်မှာလက်သုံးချောင်းလူသက်သမားကရောက်လာပြီးတော့ပစိမ့်နဲ့လှမ်းပေါက်ပါတယ်။အဲ့တော့ကတိလေးလွဲသွားပြီးတော့သူကလည်းဓမြောင်နဲ့လက်သုံးချောင်းကိုလှမ်းပြီးတော့ပေါက်လိုက်တဲ့နေရာမှာ ရင်မထဲကိုဓားဆိုင်ဝင်သွားတာတွေ့လိုက်ရပါတယ်။ဒါမှမဟုတ်အဲ့ဒီလက်သုံးချောင်းကောင်ကနာကျင်တဲ့ပုံစံမပြပိတဲ့ဓားကိုပြန်ဆွဲနှုတ်လိုက်ပြီးတော့သူ့ရေကိုတော့မှမြန်မာလူကြီးရှာနဲ့ရက်ပြလိုက်ပါသေးတယ်။အဲ့ဒီမှာပဲနောက်ထပ်လူသားသမားကဘေးကနေရုတ်တရက်ပေါ်လာပြီးတော့ဒေးကိုသတိလည်သွားအောင်လို့ရိုက်ချလိုက်ပါတယ်။ဒီဘက်ကတခြားတစ်ဖက်မှာတော့မိုက်ကေကအေးသင်းကိုဗီဒီယိုရိုက်ကူးနေပါတယ်။သူကသူ့ရဲ့ channel ကိုကဘာကျော်ဖြစ်စေချင်တာကြောင့်မလို့တကယ့်အစ်စ်အမှန်တွေကိုသာပြသချင်နေတဲ့သူပါ။သူ့ရဲ့သဘောကတော့အဲဂျိန်းနဲ့ အလီနာကိုပါချစ်တင်နိုရာမျိုးတွေပါပါဝင်စေချင်ပါတယ်။ဒါမဲ့ဂျိတ်ကတော့ဒါတော့သဘောမတူဘဲနဲ့သူ့မိသားစုကလည်းဒီစီဇန်ကိုစောင့်ကြည့်နေရဆိုပြီးတော့ရှုံးမှာမပါချင်တော့ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါမဲ့အလီနာကတော့စတားဖြစ်ချင်တဲ့သူမလို့မိုက်ကယ်ကိုမာယာနဲ့ဆွေးဆောင်ဖို့ကြိုးစားပါတယ်။အလီနာနဲ့မာယာကိုအနည်းဆုံးရေတံခွန်အထိကိုဘသူအရင်ရောက်မလဲဆိုပြီးပြီးခိုင်းကရဲခွေးကိုအဆုံးသတ်ဖို့အတွက် စေခိုင်းလိုက်ပါတယ်။အဲ့တော့နေရာစလုံးကရေတံခွန်စီကိုအမြန်ပြေးကြပြီးတော့မာရာကပြန်ခွေကိုဦးဆောင်နေပါလိမ့်။ဒါမဲ့သူမစိတ်တွေကိုကုသွားစီတာကတော့အလီနာနဲ့မိုက်ကယ်ကတပူးတူတူဖြစ်နေရပါ သူမကအခုပြိုင်ပွဲဝင်နေတယ်ဆိုရဲကိစ္စကမိုက်ကယ်နဲ့ယင်းနှီးဖို့အတွက်ဖြစ်ပါရည်။အမ်မာနဲ့ဂျူနီရောကတော့အသားတွေကင်ထားတာကိုတွေးလိုက်ရလို့ဒါကသူ့ရဲ့ရှိုးဝဲအတွက်တစ်စိတ်တစ်ပိုင်းထင်ပြီးတော့အသားကင်တွေကိုယူသွားကြပါရည်။မာရာကတော့စိတ်မပါတော့လို့အဲ့ဒီဘက်မှာမနေတော့ဘဲနဲ့အိမ်အောင်လေးသလုံးစီကိုဝင်သွားပြီးတော့ဖုန်းလေးပါလိမ့်များရှိမလားရှာပါရည်။အလီနာနဲ့သူမနောက်ကိုလိုက်သွားပြီးတော့အိမ်ထဲမှာမျက်နှာအသွင်းမြင်ဆူဆူရွားလူလေးယောက်ရဲ့ဓာတ်ပုံတွေကိုတွေးလိုက်ရပါရည်။မိစ္ဆာလူသားတွေဖြစ်ကြပြီးတော့ဖခင်မိခင်အမမောင်လေးဒီလူတွေအကုန်လုံးကဂျိုသားမျက်နှာပုံစံတွေဖြစ်နေကြပြီးတော့ တို့ကအလွန်အနေပေးနိုင်တဲ့မျိုးဗီဇာပြောင်းလဲခြင်းကနေဖြစ်ပေါ်လာတဲ့တတိပြောင်းတတဝါကြီးလို့ဆိုနိုင်ပါ ರೀ တို့ရဲ့ဓာတ်ပုံတွေကိုကြည့်နေတော့စူညံတန်နေတဲ့တူတူအိမ်ထဲကိုဝင်လာတဲ့နေကြားရရပါ ರೀ မာရာနဲ့အလီနာတို့ကအမြန်ပုံအောင်လိုက်ပြီးတော့တတိပြောင်းမိခင်ကြီးဟာဇပွဲပေါ်မှာပလက်လန်ကကလေးမွေးပါ ರೀ မွေးကစားကလေးမျက်နှာကလည်းအလွန်ကြောက်စရာရုပ်တင်ကိုစောင်းနေပြီးတော့အမဖြစ်သူကကလေးကိုဇပွဲပေါ်ယူပြီးတော့တင်လိုက်ပါ ರೀ အလီနာနဲ့မာရာတို့ကလည်းကြောက်ရွံ့မှုနဲ့တူတူချောင်းကြည့်နေပြီးတော့ယုတ်တိရဆိုလိုပဲအမဖြစ်သူကသူ့ကိုမြင်သွားပါပြီ။ သူမခုံဖို့ကြိုးစားတဲ့အခါမှာတော့အလီနာတို့ကဂရင်းကိုအမြန်ရွှေ့ပြီးတော့တကားကိုပိတ်ထားလိုက်ပါရီအာသူတို့အမားဖြစ်သွားပြီးတော့မကောင်းဆိုးရွားတွေကသူတို့ကိုအပြင်မထွက်နိုင်အောင်တော့တွေခတ်လိုက်ပြီးတော့ဖမ်းဆီးလိုက်ကြပါရီမာရောနီယောက်ကဒီအခါမှာဘလို့အပြင်ကိုထွက်မလဲဆိုတာမစင်းစားတတ်အောင်ဖြစ်သွားပြီးတော့နောက်ဆုံးအိမ်သာအပေါက်ကနေအောက်ကိုစင်းလာခဲ့ကြပါရီလုံတာနဲ့ပြင်းနေသမျှလုံအောင်မြန်မြန်ပြေးကြပါရီဒါပေမဲ့မကောင်းဆိုးရွားဖခင်ကပစိမ့်နဲ့လှမ်းပြလိုက်လို့မာရာရဲ့ခေါင်းကိုတက်တက်မှန်သွားခဲ့ပါပြီအလီနာကလည်းမာရာကိုမကယ်တင်နိုင်မဲနဲ့လုံအောင်ပြေးနေရတော့မှာပဲ ဘကောင်းစိုးဝါဖခင်ကမာရရဲ့ခေါင်းကိုပဆေုံနှုတ်လိုက်ပြီးတော့အလီနာနောက်ကိုထက်ချက်မကွာလိုက်လာခဲ့ပါရီအလီနာကလည်းလုံကြုံမဲထင်းတဲ့နေရာတစ်ခုကိုဝင်ပုံးလိုက်ပြီးတော့သူမကိုတွေးလို့တွေးခင်မှာမကောင်းစိုးဝါမိခင်ကသူမရဲ့ခင်မုန်းကိုကားနဲ့လာခေါ်ပါရီကားပေါ်မှာတော့မာရရဲ့အသက်မဲ့နေတဲ့အလောင်းကိုချီနောင်ယူငင်သွားပါရီမကောင်းစိုးဝါမကြီးကသူမရဲ့လက်တချောင်းကိုကိုက်ဖြတ်ပြီးတော့မာရရဲ့အနီးကိုလွှင့်ပစ်လိုက်ပါရီမာရကလက်ပြက်ကြီးကိုမြင်ပြီးတော့အော်လူမတက်ဖြတ်သွားပြီမေသူမရဲ့ပါဇက်ကိုအမြန်ပိတ်လိုက်လို့တက်တာရာသွားပါရီ ။မကြခင်မှာပင်မကောင်းဆိုးဝါလူသက်ကောင်တွေထွက်သွားကြတဲ့ခါမှာတော့အလီနာလည်းနေရာကနေထွက်ပြေးလာခဲ့ပါရီ။မိုက်ကယ်ကတနေရာသွားမှမလို့အလီနာကိုအဲ့နေရာမှာတယောက်တည်းထားခဲ့ပါရီ။အလီနာရေကူးဝတ်စုံနဲ့ဖြစ်ပြီးတော့ဒါကိုလူသက်ကောင်မောင်ဖြစ်သူကချောင်းကြည့်နေပြီးမကြခင်သူ့ရဲ့လူသက်ကောင်အမဖြစ်သူလည်းရောက်လာခဲ့ပါရီ။သူများတကောင်ကိုချောင်းကြည့်ရမလားဆိုပြီးတော့မနာလိုတဝင်းတိုးစွာနဲ့မောင်လေးကိုပါးရရိုက်ကဆုံးမပါရီအလီနာကနေရာကနေမလုံမလင်းနဲ့ထပြီးတော့မကောင်းဆိုးအမားကဓာတ်နဲ့ပြေးလာပြီးကျိုးကိုဓာတ်နဲ့အချက်ပေါင်းများစွာခုတ်ပစ်လိုက်ပါရီ ဒါရဲ့ခုတ်ချက်တွေကများလုံးလို့ကျောဦးကိုတော့မှမြင်နေရပါပြီ။ဒီလေးပဲသတိရလာချိန်မှာတော့သူကတစ်ပင်ပေါ်ကနေပြီးတော့ဇောက်ထုံးမှုမျိုးချိန်ဆွဲခံထားရပါပြီ။လက်သုံးယောက်လူသက်သမားကတော့သူ့ရှိမှရှိနေပြီးနေရဲ့အလောင်းကိုတစားစီခုတ်ထနေပြီးတော့ညစာချက်ပြုံနေရပါ။တိမ်မကြခင်မှာပဲသူ့အဖေနဲ့သူ့မိကကားနဲ့အတူတူပြန်ရောက်လာပြီးတော့တို့နဲ့အတူတူမာရိုက်အလောင်းနဲ့ပါလာခဲ့ပါရီ။လက်သုံးယောက်ကမိဘတွေပြန်လာတော့ဒေရိုကိုတတ်ဖို့ပြင်ဆင်ပါရီ။ဒါမဲ့ဒေကစစ်သားဟောင်းတစ်ယောက်ဖြစ်လို့ချက်ချင်းမဲ့လက်သုံးယောက်ကိုတိုက်ခိုက်လိုက်ပြီးတော့သူ့ကိုယ်သူလွတ်အောင်လုပ်လိုက်ပါရီ။ အမှသူတို့နှစ်ယောက်လုံထွေးတပ်ပုတ်ကြရင်လက်သုံးယောက်ရဲ့တနက်ကိုလူယူနိုင်ခဲ့ပြီးတော့သူ့ကိုပြစ်တက်လိုက်ပါရီ RV ကားထဲမှာတော့ Michael ကကင်မရာအားလုံးကိုစစ်ဆေးနေပြီးတော့ရုတ်တရက်ပဲ RV ကသူ့ဟာသာသူရွေးရှားနေပါရီ Michael ကဒါကိုနေရဝင်မောင်းနေရပဲထင်ခဲ့တာပါတကယ်ကလူမိတ်ဆာလေးများကကားကိုဝင်မောင်းနေပြီး Michael ကိုဖမ်းလိုက်ပါရီခင်မောက Michael ကိုစိုးစိုးရရိုက်နှက်ပြီးတော့ဖမ်းခေါ်သွားပါရီအခြားတစ်ဖက်မှာတော့အမ်မဂျွန်နီနဲ့ဂျိတ်တို့ကတော်တွေကရပါတဲ့အသားကင်နေပျော်ပါးစွာစားတောက်နေကြပါရီ အဲဒီအချိန်မှာအလီနာလည်းရောက်လာခဲ့ပြီးတော့သူမကအလွန်ကြောက်လန့်နေတဲ့အမူအရာဖြစ်နေပါ ರೀ သူမကဒီမှာတစ်ဆက်ကန့်တော့မှမနေတော့ဘူးလို့ပြောပြီးတော့ကျန်တဲ့လူတွေကဒါရှုရဲ့တစိမ့်တသေးတာတေးဥဆောင်နေတာလို့ထင်နေပါ ರೀ ဒါပေမဲ့အလီနာရဲ့စကားအကြောင်းသူတို့အခုစားနေတဲ့အသားကင်ဟာပထမဆုံးအသက်ခံရတဲ့ကေမာလေးရဲ့အသားတွေမှတည်လိုက်ရပါ ರೀ သူတို့ဘက်ကလည်းဒီညာကလည်းလစ်ဖို့အတွက်အမြန်ဆုံးပြင်ရပါ ರೀ သူတို့ကအာဗီကားရှိတဲ့နေရာကိုရောက်လာခဲ့ပြီမေကောင်းအောင်မတွေ့ရပါဘူး တို့ကစက်ကူစက်ယုံကိုပြန်သွားတင်ကြောင်ပြောဆိုနေပြီးတော့ဒီနေ့ကတို့တို့တက်ကိုကဲတင်နိုင်လိမ့်မယ်လို့ယူဆနေကြပါရည်။ဒီကတော့အိမ်ပပတ်လေးကိုရှာဖွေမှုတွေပြုလုပ်နေပြီးတော့မေနာကိုတွေးလိုက်ပါရည်။ဒီစကားထဲမှာတော့မေနာကဂက်ဆိုင်ပိုင်ရှင်ဖြစ်ပြီးတော့ဒီကသူ့ရဲ့ဒဏ်ရာတွေကိုကိုယ်တိုင်ပြန်ချုပ်နေပါရည်။မေနာကတရေပြောင်းလူသက်ကောင်တွေအကြောင်းပြောပြနေပြီးဒါစက်ကူစက်ယုံစွန့်ပစ်ဓာတုဗေဒအညစ်အကြေးတွေကြောင့်ဒီလူတွေဟာတရေပြောင်းတတ္တဝါတွေဖြစ်သွားကြတာလို့ပြောပါရည်။ဒီကလက်သုံးချောင်းကိုတနက်နေ့ပြတ်တက်ခဲ့မှန်တီးတော့မေနာချက်ချင်းမဲဒီကိုတိုက်ခိုက်ခဲ့ပါရည်။ အကြောင်းကလက်သုံးချောင်းကသူ့ရဲ့သားဖြစ်နေလို့ပါပဲ။ဒေးကချက်ချင်းပဲဒိုင်းနမိုက်ကိုမီးရှို့ပြီးတော့မီးနာနဲ့တွဲချီပေးလိုက်ပါရီ။မီးနာဟာပြင်းထန်တဲ့ပေါက်ကွဲအားကြောင့်မလို့အစိမ့်စိမ်မောမောဖြစ်သွားပါရီ။အဲနောက်တော့ဒေးဟာလိုအပ်တဲ့တောက်တို့မရပစ္စည်းတွေကိုစူးစမ်းပြီးတော့တရေပြောင်းလူသက်ကောင်တွေကိုတိုက်ခိုက်ဖို့တက်ဆုံးဖြတ်လိုက်ပါရီ။ဇက်ကူစိုင်းကိုရှာပွေနေတဲ့လူလေးယောက်ကတော့တောအုပ်ထဲကနေပြီးတော့အော်တန်ချားလိုက်လို့ပုန်းခိုပြီးတော့ကြည့်နေကြပါရီ။ရိုးစီကိုမိစ္ဆာမောင်နှမနှစ်ယောက်ကရောက်လာခဲ့ပြီးတော့အသေးအံတိုက်ခိုက်ကြပါရီ။အလီနာကတော့ ကိုလူယုံထွက်ပြေးသွားပြီးတော့ကျန်တဲ့၃ယောက်ကမိစ္ဆာမောင်နှမကိုရင်ဆိုင်နဲ့ကြံရစ်နေခဲ့ပါရီအလီနာကလည်းပြင်းင်းနဲ့ကျင်းတစ်ခုတည်းကိုပြုတ်ချသွားပြီးတော့ပြန်တက်ဖို့ကြိုးစားပေမဲ့လည်းမရတော့ပါဘူး။သူမအတ္တကြီးစွာကိုလူယုံသွားတာပါ။ဒါမဲ့လွတ်လာတဲ့ဂျိတ်ကတော့သူမကိုရှာအမေလို့ပြောပါရီ။သူမရဲ့တန်ကိုကြားတော့ဂျိတ်တို့အဖွဲ့ကအလီနာရှိတဲ့တွင်းစီကိုရောက်သွားခဲ့ပါရီ။ဂျိတ်ကအလီနာကိုကယ်တင်နိုင်ခဲ့ပေမဲ့သူ့ရဲ့ပခုံးယိုးကတော့ကျိုးနေခဲ့ပါပြီ။သူတို့တွေက tracker ရဲ့တန်ကိုကြားတော့အဲ့နေရာကနေပြီးတော့ပြေးရပြန်ပါရီ။ဒါမဲ့သူတို့ပြေးနေတဲ့ဂျောက်ကဘာအဆုံးကိုရောက်သွားပြီးတော့မိစ္ဆာအမအဖြစ်သူကအရင်ရောက်လာပြီး တို့ကိုများနဲ့နှမ်းပြပါရီတို့မှာတခြားရွေးချယ်စရာမရှိရတဲ့အတွက်ဂျောက်ကပအောက်ကစမ်းချောင်းတွေကိုခုံချလိုက်ပါရီအမ်မာနဲ့ဂျိုနီတို့ကလေဒီလွားနေရာစဲဖြစ်ပြီးတော့ဂျိုနီကတော့ကန်ဆိုးစွာပဲထောင်းချောက်မိသွားခဲ့ပါရီအမကထောင်ချောက်ကိုဖြီးပြီးစူးစမ်းနေချိန်သူမလေးပဲထောင်ချောက်ကိုနင်းမိရတာဖြစ်သွားပြီးတော့နေရာစလုံးလေးထဲမှာတွဲလောင်းလေးဖြစ်သွားရပါရီတို့စီကိုတော့မိစာဖားကင်နဲ့တားဖြစ်သူတို့ရောက်လာကြပြီးတော့ဖားကင်ကမြားနဲ့ပြစ်ဖို့အတွက်ချိန်လိုက်ပါရီဒါပေမဲ့သူကမပြစ်ဘဲနဲ့တားဖြစ်သူကိုပြစ်ခမ်းရပါ သူ့ရဲ့လက်ချက်နဲ့ဂျုံနီရဲ့ဦးကောင်မြားဖောက်ဝင်သွားပြီးတော့တေးဆုံးသွားပါရီအလီနာရဲ့ဂျိတ်တို့ကတော့စက်ကူစိတ်ယုံစီကိုရောက်လာကြပါရီတို့ကဗီရိုတကားတွေကိုဖွင့်ဖွင့်ခြင်းပါပဲကလေးတယောက်ရဲ့အယိုးစုတွေကိုတွေ့လိုက်ရပြီးတော့ဒီမှာဒါဟာလူသက်မိစ္ဆာတွေပိတ်လောက်ခဲလို့တည်ရတဲ့အလောင်းလို့ထင်နေပါရီဒီတော့အတ္တကျေးသူပြီးပြီဒီညမှာမနေတော့ဘူးဆိုပြီးသွားမယ်လို့တော့ဂျိတ်ကတားပါသေးတယ်ဒီအိုဂျုံနီနဲ့အန်ဘာတို့လာတဲ့တိစောင့်နေရမယ်လို့ပြောရခါမှာအလီနာကလည်းသဘောမတူပေမဲ့လက်ခံလိုက်ရပါရီစက်ကူစိတ်ယုံနေမှာမိစ္ဆာလူသက်ကောင်တွေတတ်ထားပြီးတော့ဖျောက်ပြက်ထားတဲ့ကားတွေကိုမြင်တွေ့ရပြီးတော့ ဒီကားရေးစီမှာသူတို့စီးရတဲ့ RV ကားလည်းပါနေပါ ರಿ ။ကားတွေက Michael ရဲ့အော်ဒန်ကိုကြားအောင်မလို့ကားတွေကိုဝင်ကြည့်လိုက်ပါ ರಿ ။သူတို့တကယ်တမ်းမြင်လိုက်ရတာကတော့ Michael ရဲ့ live video ပါ။မိစ္ဆာမိခင်ကသူ့ကိုရဲရဲဆက်ဆက်တတ်ထားတာကိုတွေ့လိုက်ရပါ ರಿ ။ဂျိတ်ကတော့ဒါထောင်ချောင်းမှန်သိပေမဲ့တိတ်တော့ကြာသွားခဲ့ပါပြီ။သူတို့ညောင်စလုံးအဲ့ဒီမှာဖန်ခံလိုက်ရပါပြီ။သူတို့နိုးထလာတဲ့ခါမှာတော့အလီနာဟာညသာစပွဲမှာထိုင်လျက်သားအချီနောင်ခံထားရပါ ರಿ ။ဂျိတ်ကတော့လက်ကနေတွဲလောင်းချီခံထားပြီးတော့အခုကမိစ္ဆာမောင်နှမနှစ်ယောက်ရဲ့ညသာစားချိန်ဖြစ်ပါ ರಿ ။ သူတို့ကမစားခင်မှာတော့ဆူတောင်းကြသေးပြီးတော့လူသားတွေကိုအလီနိုင်ပါဇက်တွေကိုအတင်းခုန်ကြွေးပါတယ်။တကယ်တော့စက်ကူဆက်ယုံကမိစာမိသားစုရဲ့အိမ်ဖြစ်ပြီးတော့သူတို့စားမကုန်တဲ့အစိပ်ပိုင်းတွေကိုပျော့ဖက်ကျိတ်ဆက်ထဲမှာထည့်ကျိတ်ချပါတယ်။ဒီတော့ဒီမြင်ကွင်းကိုလုံးဝမြင်နေရပြီးသူ့ရဲ့လှူရှားမှုကြောင့်မိစာမိသားစုလည်းအတန်တွေကြားသွားပါတယ်။သူတို့ကချက်ချင်းပဲတိုက်ခိုက်ကြဖို့ပြင်ကြပါတယ်။တိုက်ခိုက်ရေးမှာစနစ်ကြတဲ့ဒီကမောင်နှမနှစ်ယောက်စလုံးကိုဒိုင်းနမိုက်နဲ့ဖောက်ခွဲတပ်ပစ်လိုက်ပါတယ်။ဒီကအလီနာကိုခက်ခက်ခဲခဲကေတင်လိုက်ရတယ်လို့ဂျိတ်ကိုလည်းပဲကေတင်လိုက်ရပါတယ်။ အဲဒီအချိန်မှာပဲမိစ္ဆာမိဘနှစ်ယောက်စလုံးအိမ်မြန်ရောက်လာကြပါပြီ။သူတို့ကလေးတွေအစိတ်စိတ်သေးနေရကိုမြင်လိုက်ရကလေးကစိတ်အလွန်ဆိုးသွားကြပါရီ။ဘာခင်ပြည့်သူကဒေးကိုမြားနဲ့အချက်ပေါင်းများစွာပြစ်လိုက်ပြီးမိခင်ပြည့်သူကဓာတ်တက်ထားတဲ့တန်ဆူးကျိုးနဲ့သူ့ရဲ့လေပင်ကိုလှမ်းရင်လိုက်ပါရီ။နောက်ဆုံးတော့စသားဟောင်းကြီးလည်းမာလကီရသွားခဲ့ပါပြီ။အလီနာကတော့ကံကောင်းစွာပဲစိတ်ယုံနှွေးနှဲကနေလွတ်လာခဲ့ပြီးဂျိတ်ကတော့ကံဆိုးစွာပဲဂျိတ်ဆက်ခန်းထဲကိုဝင်သွားမိပါရီ။မိစ္ဆာလေးများကသူ့ကိုဆက်တဲ့အတင်းတွန်းထဲဖို့အတွက်ကြိုးစားပါရီ။ ဈေးရဲ့အော်ဒါကြောင့်အလီနာလေးဒီတစ်ခါတော့အတမကြီးတော့ဘဲနဲ့ဖားကင်ဖြစ်သူရဲ့လေပင်ကိုလှီးဖြတ်နိုင်ခဲ့တယ်လို့မိခင်ဖြစ်သူကိုပါကျိတ်ဆက်တဲ့ကိုထည့်နိုင်ခဲ့ပါရီ။ဒါမဲ့လေဈေးရဲ့လက်တစ်ဖက်ကိုပါဆက်ကကျိတ်ဖြတ်သွားပါရီ။နောက်ပြီးတော့အလီနာကလီဗာတစ်ခုဆွဲလိုက်ချိန်မှာတော့ဈေးကိုပစိမ့်နဲ့ခုတ်ဖို့ပြင်နေတဲ့ဖားကင်ဖြစ်သူကိုတတုံးကြီးနဲ့တိုက်ချပြီးတော့ကျိတ်ဆက်တဲ့ကိုထည့်နိုင်ခဲ့ပါရီ။အီနာရဲ့ဈေးကတော့ကားလေးတစ်စီးနဲ့အတူထပ်ပြီးလွတ်မြောက်လာခဲ့ရင်ဇလန်းလေးကလည်းပြီးဆုံးသွားပါရီ။ဟုတ်ကဲ့ပါ။အစုံလေးကြည့်ရှုပေးရတဲ့တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ ။နောက်ရက်ဒီများမှာလေးပဲရုပ်ရှင်ဇာကားကောင်းလေးတွေကိုအစင်းစက်မပြတ် recap အနေနဲ့တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD Voice Channel လေးကိုလည်း like and subscribe လေးတွေလုပ်ပြီးထားကြပါဦးခင်ဗျာ။အားပေးကြရပေးတဲ့များလေးပဲစိတ်ကြမ်းပါခြင်းနဲ့ကိုယ့်ရဲ့ချမ်းသာခြင်းများဒီစုံတော်မူကြပါစေလို့ ZD Voice ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ရပါရီ။အစုံဒီကြည့်ရှုပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတူးပင်တင်ရှိပါရခင်ဗျာ။